ကောင်လေးရဲ့ခေါင်ကစတူရန်ပုံဖြစ်နေပါတယ်အဲဒါကြောင့်မို့လို့ကုမ္ပဏီဘက်ကသူ့ကိုအလုပ်ကောင်းတစ်ခုပေးလိုက်ပါတယ်မန်နေဂျာမလေးအတွက်ကော်ဖီတင်ကုန်လုပ်ရတာဖြစ်ပါတယ်ကောင်လေးကအဲ့ဒီအလုပ်မှမပြောပါဘူးအဲတော့မန်နေဂျာမလေးကသူ့ကိုဖနက်တင်ကုန်လုပ်ခိုင်းလိုက်ပါတယ်ကောင်လေးကဒေါသထွက်နေပြီမဲမပေါက်ကွဲရပါဘူးဘာကြောင့်လဲဆိုတော့သူထက်ပြီးစကားနားမထောင်ဘူးဆိုရင်မန်နေဂျာမလေးကသူ့ကိုအင်တာသွားစေခိုင်းတော့မယ်ကောင်လေးကလိန်မာလာလို့မန်နေဂျာမလေးကပူပူဆူလာပါတယ်။ကောင်လေးကိုကောင်းတဲ့ခဏခဏပစ္စည်းတွေခိုင်းပါတယ်။ ဖိတဲ့ပစ္စည်းများလုံးလို့ကောင်းလေးတောင်အရက်ပူသွားပါတယ်။တခါမှတော့ကုမ္ပဏီဘက်ကအကင်သွားစားတဲ့အချိန်မှာစပွဲကုန်းယူဖို့မိခဲ့ပါတယ်။အဲတော့နေပူပူထဲမှာကောင်းလေးရဲ့ခေါင်းပေါ်ကိုပကံတင်ထားလိုက်တယ်။နေလေပိုင်းမှာအကြကြီးနေပူလန်းခိုင်းတာတယ်။ကောင်းလေးတောင်မှာမျက်ရည်ကျလာတယ်။အဲဒါကြောင့်မို့လို့ကောင်းလေးကအလုပ်ပြောင်းဖို့ဆုံးဖြတ်လိုက်တယ်။နောက်ပိုင်းမှာသူက delivery သမားသွားလုပ်လိုက်တယ်။ဒါပေမဲ့အစားအစာကိုလာယူတဲ့လူတိုင်းကသူ့ရဲ့ခေါင်းပေါ်စံကိုလှောင်ရည်နေကြတယ်။ သူ့ရဲ့ခေါင်းကတကားညက်ခံခဲ့တာလားဆိုပြီးမေးကြပါလေ။ကောင်လေးကဝန်နေစွာနဲ့သူ့အမေစီမအဲ့အကြောင်းကိုပြောပြလိုက်တယ်။သူ့အမေလည်းသူ့ကိုပြန်ပြောပြပါရယ်။ဟုတ်တယ်လေ။တားငငယ်တုန်းကတကားညက်ခံခဲ့တာ။တားရဲ့အတော်ကပုံမှန်ဖြစ်သွားအောင်လုပ်ပေးခြင်းလို့နောက်တစ်ခါညက်ပေးလိုက်သေးတယ်။နောက်ဆုံးတော့ဒီလိုပုံစံဖြစ်သွားတာပေါ့။ကောင်လေးကအခုအချိန်မှာသူ့ရဲ့အတော်ကိုအယံမုံပါရယ်။ဒါပေမဲ့သူ့ရဲ့အတော်ကအသက်ရန်ကြီးနေပြီဖြစ်တဲ့အတွက်သူကခွင့်လွှတ်ပေးလိုက်တယ်။ပြီးရင်သူ့အတော်ကိုမတော်တဆလေးနဲ့ရင်မြောင်းတစ်ခုရဲတွန်းမိသွားပါရယ်။ သူရဲ့ဒဝိတာဖြစ်နေတဲ့အတော်ကြတော့ယုတ်တရက်ထလာပြီးနန်းဟောင်နေတဲ့ရင်မြောင်းကနေထွက်ပြေးသွားတယ်။အမှန်တကယ်တော့သူရဲ့အတော်ကဘိန်းကုံတဲ့တယောက်ပါ။အရင်နှစ်တွေကသူအားကျင်အောင်ဆောင်ပြီးတော့တရားဥပဒေကနေလွတ်မြောက်ခဲ့ပါတယ်။ရဲရဲအတော်ကိုဖမ်းပြီးတဲ့အချိန်မှာတော့ကောင်လေးကိုဂုံပြူတဲ့ဗီဒီယိုကို TV မှာလွှင့်ထားလိုက်တယ်။ကောင်လေးဆူရပြီးနောက်နမဲကြီးလာပါတယ်။သူ့ဘဲကိုပဲတော်တော်လိုက်ကြည့်တဲ့သူရှိနေပါတယ်။ဟေးဟေးကြည်ကြပါဦး။ဒါကခေါင်းညှက်ခံခဲ့တဲ့တယောက်လေ။စကတ်အဖွဲတစ်ဖွဲရဲ့ခေါင်းဆောင်ကရောက်လာပြီးကောင်လေးကိုသူတို့အဖွဲထဲဝင်ဖို့ဖိတ်ခေါ်နေပါတယ်။ သူတို့အဖွဲ့ထဲမှာဆိုရင်ဘသူမှကောင်လေးကိုလာမလောင်တော့ဘူးအဲတော့ကောင်လေးကအလှလေးပြင်ပြီးဂျိုကာကိုတရောဆောင်လိုက်ပါတယ်သူရှိုးထွက်တိုင်းပရိသတ်တွေကရင်နေကြပါတယ်နောက်ဆုံးမှာကောင်လေးကသူနဲ့လိုက်တဲ့အလုပ်ကိုရှာတွေ့သွားပြီပေါ့အဲအလုပ်ကြောင့်သူရဲ့ confidence level ပိုပိုမြင့်လာပါတယ်တချိန်တုန်းကသူရဲ့အာဏာချက်ဖြစ်တဲ့စတူယန်ကောင်ကြီးကအခုအချိန်မှာပြည်သက်တွေကိုဆွဲဆောင်နိုင်တဲ့အာသာချက်ဖြစ်နေပါဗျ။အရင်တုန်းကသူများသူကိုရဲမှကြောက်ခဲ့ပေမယ့်အခုအချိန်မှာတော့ပြည်သက်တွေရဲ့ရဲတဲ့မကျေမှာကိုပဲစိုးရိမ်မာတော့တယ်။ ရပောင်း80စက်တိုင်ကြီးမိုးရွာပြီးတဲ့နောက်မျိုးတစ်ခုလုံးကရေမြုပ်သွားပါလေ။ကောင်လေးကနေတိုင်းရေငုပ်ပြီးလှုပ်သွားရတယ်။သူ့ရဲ့လိုအားကတရားစာကသူ့ရဲ့အောက်ဆီဂျင်မှုဝယ်ဖို့တော့မလောက်ပါဘူး။လှေစီးပြီးသွားတဲ့လူတွေရှိပါတယ်။ဒါပေမဲ့လှေလောင်ရင်းလောင်ရင်းနဲ့ရေနစ်သွားပါလေ။ဟယ်လီကော်ပတာမောင်းသွားတဲ့လူတွေရှိပါတယ်။သူကတော့ဘာမှမဖြစ်ပါဘူး။ဒါပေမဲ့ကောင်းကင်ဘုံမှာလမ်းပျောက်သွားတယ်။သူ့ရဲ့လောက်ပတ်ချလဲပြီးမှအင်ကိုပြန်ရောက်လာခဲ့ပါလေ။ကောင်လေးတယောက်ဆိုရင်တော့ကုမ္ပဏီမှာပဲနေလိုက်တယ်။ အင်ကားနေလာစရာမလိုတဲ့အပြင်အချိန်မှန်ရောက်ချီကြောင်းစည်ရင်သွင်းလို့ရတယ်။ဒါပေမဲ့ကုမ္ပဏီဘက်ကသူလာစာတွေကနေပတ်စံ900နှုတ်လိုက်တယ်။ဘာကြောင့်လဲဆိုတော့ညဘက်မှာသူကကုမ္ပဏီရဲ့မိကိုတုံထားလို့ပါ။အထက်အမြင့်ကြီးမှရှိတဲ့ကုမ္ပဏီတချို့ကပုံမှန်လုံးလုံးနိုင်သေးပါတယ်။ရင်းနှင်းနေတဲ့အထက်တွေကတော့ကုမ္ပဏီဘက်ကဝန်ထမ်းတွေအတွက်အောက်ဆီဂျင်ဘူးကိုထောက်ပံ့ပေးပါတယ်။အလုပ်ကိုမထိခိုက်ဖို့ကအရေးကြီးဆုံးပါ။ရေရောက်မှတလားလောက်နေလိုက်တော့ကောင်မလေးတယောက်ကသူ့အသားတော်ဖြူလာတယ်လို့ပြောနေပါတယ်။ ဖောင်းလဲဖောင်းလာသလိုပဲတဲ့သူရဲ့တတိကတော့သူ့ကိုပြန်ပြောလိုက်တယ်အဲဟာတွေကကိစ္စမရှိပါဘူးငါတို့မှဂျပန်နိုင်ငံမှာရင်ရွေးလာစိန်နေတာရေအောင်မှအလုလုတားလဲအန္တရာယ်ရှိပါတယ်ဝန်ထမ်းတွေကကိုယ့်ရဲ့အောက်ဆီဂျင်ပူးအခြေအနေကိုခဏခဏသတိထားနေရတယ်တခါမှအစီဝေးလုံနေတဲ့အချိန်မန်နေဂျာတယောက်ကဇန်ဝင်တဲ့အထိစကားပြောမိလို့အောက်ဆီဂျင်ပြတ်ပြီးစိတ်ယုံရောက်သွားပါတယ်။ရေအောင်မှလှုပ်လှုပ်တဲ့အချိန်တကားနဲ့ပရင်ပေါက်တွေကိုလည်းအလုံးပိတ်ထားရပါတယ်။အပြင်မှာငမန်းနဲ့တခြားကြောက်စရာကောင်းတဲ့ရေတက်တဝါတွေရှိလို့ပါ ဥပမာအားဖြင့်ကုမ္ပဏီတစ်ခုကပရင်မောက်ပိတ်ဖို့မေးသွားလို့ငမန်းတကောင်ဝင်လာပြီးသူတို့ကွန်ပျူတာထဲမှာရှိတဲ့အရေးကြီးစာရင်းတွေကိုအကုန်စားသွားပါလေ။ကုမ္ပဏီတထေကတော့ရဲတွေကိုအလိုပြောပြထားတာပါနော်။ပြီးရင်တော့သူကအဖမ်းခံလိုက်ရတယ်။ရေးကြီးနေတဲ့အတွက်ကုမ္ပဏီအားလုံးကခက်ခဲနေပါလေ။တ िश ူးထုတ်တဲ့ကုမ္ပဏီတစ်ခုပဲရောင်းဝအရန်ကောင်းနေပါလေ။ဘာကြောင့်လဲဆိုတော့ကလေးတွေကမြို့ထဲမှာရှိတဲ့ရေအားလုံးချောင်းအောင်ဆုပ်ဖို့တ िश ူးကိုသွားဝယ်ကြလို့ပါ။ဒီကိစ္စနဲ့ပတ်သက်ပြီး5 star စစ်သူကြီးမတ်အာသာကပြောပါလေ။မြို့ထဲမှာရှိတဲ့ရေကိုချောင်းအောင်ဆုပ်ထုတ်လို့တော့မရတော့ပါဘူး။ ကိုအောင်တောင်းမရမှာဖြစ်ပါတယ်။တယောက်ယောက်လောက်ငါ့ကိုလာမသွားပါဦး။စမတောင်းနိုင်တော့ဘူး။